ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးရှင်တဲ့လက္ခဏာဘူသူတလေးကတော့အမေရိကကိုသွားဖို့လုပ်နေတဲ့ YouTuber လူငယ်လေးတယောက်ရဲ့လက်ဝါးပြင်မဲ့ဖြစ်ပါတယ်သူရဲ့နံပါတ်1မိကုံးကတော့အဲ့တောင်ကြပြီးကွဲသွားပါတယ်နောက်ထပ်အဲ့တောင်ကြနိုင်မလားနံပါတ်2မိကုံးကတော့အမေရိကသွားဖို့လုပ်နေပါတယ်သွားဖြစ်မလားပုံမှန်ခြေချရမလားပြန်လာရမလားနံပါတ်3မိကုံးကတော့တမထကျင့်စဉ်တွေတိတ်တီမဟိတ်တီလမ်းစဉ်တွေကိုလေ့လာလိုက်စားမယ်ဆိုရင်ပေါင်းမြောက်အောင်မြင်နိုင်မလားနံပါတ်4မိကုံးကတော့ချမ်းသာနိုင်မလား ဘယ်အချိန်လောက်လဲနံပါတ်5မိကွန်ကတော့နိုင်ငံခြားယင်းနှီးမြုပ်နှံမှုအဆင်ပြေမလားဥပမာဒေါ်လာတို့ဘစ်ကွိုင်းတို့မှာယင်းနှီးမြုပ်နှံမယ်ဆိုရင်အဆင်ပြေနိုင်မလားတို့ပဲဖြစ်ပါတယ်နံပါတ်1မိကွန်ရဲ့အဖြေအရ820ကျနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အိမ်တော်ရေးလမ်းကြောင်းဟာခရင်ကွာလိုမျိုးအပြားငိုက်ပြီးတော့အပေါ်မှာတထက်ထက်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နံပါတ်1မိကွန်ရနိုင်ငံခြားခီးသွွားလမ်းကြောင်းကငိုကလေးကရှိနေပါတယ်လက်ရှိဒီနေရာမှာပဲရပ်မနေပါဘူးနိုင်ငံခြားခီးသွွားလမ်းကြောင်းကရှည်လုံးတဲ့အတွက် ကိုယ့်ရဲ့မွေးရမျိုးကိုပြန်ရဖို့ကတော့အချိန်ကြာပါဦးမယ်ဒါပေမဲ့ဟိုးမှာအခြေချဖို့တော့မရှိပါဘူးဘာကြောင့်လဲဆိုတော့တောက်ကြဂျူကုံလေးကိုအနှင်းငယ်ဝိုင်းနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကိုယ့်ရဲ့မွေးရမြေမြန်မာပြည်ကိုပြန်လာရအောင်မှာပဲဖြစ်ပါတယ်နံပါတ်3မိကွန်းရတမထကျင်းစဉ်တွေတိတ်တိမဟိတ်တိလမ်းစဉ်တွေမှာလေးလာလိုက်ဆိုင်ရင်ပေါင်မြောက်အောင်မြင်နိုင်မလားဆိုတဲ့နေရာမှာသူ့ရဲ့လက္ခဏာမှာတွေ့ရခဲပြီးရှားပါလာတဲ့ညာလမ်းကြောင်းနှစ်ထပ်ရှိနေပါတယ်ညာလမ်းကြောင်းကနှစ်ထပ်ရှိနေရင်စိတ်စွမ်းရည်ပြင်းထန်ခြင်းကိုပြဆိုပါတယ် ဒီလိုညာလန်းကြောင်းနှစ်ထပ်ကတမထရီဝိပဿနာကျင့်စဉ်တွေကိုလေ့လာလိုက်စားမယ်ဆိုရင်အသိပညာထူးအသိဉာဏ်ထူးတွေကိုရရှိစေနိုင်ပါတယ်။ဒါကြောင့်တမထကျင့်စဉ်တွေတိတ်တိလန်းတွေကိုလိုက်စားမယ်ဆိုရင် ပေါင်းများအောင်မြင်နိုင်ပါတယ်။နောက်ပြီးညာလန်းကြောင်းအောက်မှာငါးရုပ်ကလေးကအထောက်ပံ့ပေးထားပါသေးတယ်။အသိဉာဏ်ပညာနီးပညာတွေနဲ့ပတ်သက်ပြီးအကျိုးပေးအောင်မြင်တတ်ပါတယ်။နီးပညာနဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းလို့ရတတ်တယ်လို့ဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့လည်းဘဝကိုရည်တည်ရတတ်ပါတယ်။ နံပါတ်၄မိကွန်းအရာလက္ခဏာရှင်ရဲ့လက်အရောင်ဂျိုးကုံမင်္ဂလာချမ်းရံအမတ်သားတွေအောင်မြေးလမ်းကြောင်းတွေအရာအသက်40မတိုင်မီမှာချမ်းသာနိုင်ကြောင်းကိုတော့ပြဆိုနေပါတယ်။နံပါတ်၅မိကွန်းအရာနိုင်ငံခြားငွေယင်းနှီးမြုပ်နှံမှုအစဉ်ပြေမလားဆိုတဲ့နေရာမှာလက္ခဏာတနင်းလာဂျိုးကုံမိုးမောက်အားကောင်းတဲ့အတွက်နိုင်ငံခြားငွေယင်းနှီးမြုပ်နှံမှုအစဉ်ပြေလိုက်ပါတယ်။နောက်ပြီးလက်မတောက်တင်ပြီးအားကောင်းတဲ့အတွက်ခေါင်းမာတယ်ရီမန်းချက်ရီဝက်ချက်ကြီးတယ်။တခုခုကိုစုံဖြတ်ပြီးသွားရင်မဖြစ်ဖြစ်အောင်လုပ်တတ်တယ်။ ဘဝရည်မှန်းချက်အရန်ကြီးတယ်။လက်ညှိုးအောက်ကြာသာပြည်ဂျူခုံအားကောင်းတဲ့အတွက်အတိုင်းဝန်းကောင်းမှရှင်တန်ရက်တီရတတ်တယ်။ဂုံသိက္ခာကိုတံမိုးထားတယ်။တခုခုဆိုဂုံသိက္ခာနဲ့ရှင်ပြီးဆုံးဖြတ်ချက်ချတတ်တယ်။အဲ့ဒီကြာသာပြည်ဂျူခုံမှာပဲဆော်လမွန်လက်စွပ်ဖြစ်နေတဲ့အတွက်ဆရာသမားဖြစ်ရတတ်တယ်။ဦးစီးဦးဆောင် ဖြစ်ရတတ်တယ်။ညွန်ကြားရတဲ့သူဖြစ်ရတတ်တယ်။လက်ညှိုးမှုတွေပေးရတဲ့သူဖြစ်ရတတ်တယ်။နောက်ပြီးဘယ်ဘက်လက်တကြွယ်အောက်မှာတစ်ပင်ပုံအမှတ်သာရှိနေပါတယ်။ ဒါကတော့အကိုင်းခတ်တစ်ခုချင်းစီကလုပ်ငန်းတစ်ခုချင်းစီကိုဥတည်ပါတယ်ရည်ရွယ်ပါတယ်အဲ့ဒီတစ်ခုချင်းစီမှာလည်းအောင်မြင်မယ်ကိုနဲ့ပတ်သက်တဲ့လူတွေကိုအကြိတ်အာဝါဒတွေအေဂျင့်မှုတွေကိုပေးစွမ်းနိုင်မဲ့လူတို့ပြနေပါတယ်နောက်တစ်ခုကတော့ဘယ်ဘက်လက်ကလေးအောင်စနေဂျူကုံမှာဂမ်ဘီယာ၅ရုပ်ကလေးပါပါတယ်ဒါကတော့ဒူဆန်နဲ့အိမ်မက်နမိတ်တွေနဲ့အချိုးကျေးဇူးခံစားရတာတွေအဆောက်ရှောက်ကောင်းတွေရှိနေတာမျိုးတွေခံစားရတတ်ပါတယ်မမျော်လင့်ပဲအကူအညီကောင်းတွေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ် အတွေးခေါ်စိတ်ကူးစိတ်တန်းနဲ့အသေးစိတ်တည်တွင်ရတဲ့အလုပ်တွေဒီဇိုင်းပုံပေါ်တာတွေတွင်းထွက်ပစ္စည်းတွေဒါမှမဟုတ်ရင်လည်းရေနံဓာတုသဘာဝတန်ခွေပစ္စည်းတွေနဲ့အကျိုးပေးတာမျိုးတွေရှိတတ်ပါတယ်နောက်ပြီးတနင်္ဂနွေဂျိုခုံအောင်ညာဘက်ညာလမ်းကြောင်းပေါ်မှာလေးတော့ကွက်ကလေးပါနေပါတယ်ဒါကတော့အဆောက်အုံ OA နေရာထိုင်ခင်းတွေနဲ့ပတ်သက်ဆက်နွယ်ရတတ်ပါတယ်အတွေးခေါ်ရင်းတန်နဲ့စိတ်ကူးစိတ်တန်ကောင်းတွေအကောင်အထည်ဖော်နိုင်စွမ်းရှိတယ်နောက်ပြီးကိုယ့်ရဲ့ပညာရနဲ့ပတ်သက်ပြီးတိုးတက်အောင်မြင်ရတတ်ပါတယ် အဓိကအဖြစ်ပညာရက်ကိုပို့ပြီးတော့အကျိုးပြုပြီးတော့ဘဝရက်တွေမှုပို့ပြီးလောက်ရတတ်ပါတယ်နောက်တစ်ခုကတော့ညာဘက်လက်မရဲ့ဒုတိယအစစ်ကလေးမှာမဲ့အမဲအစက်ကလေးပါနေပါတယ်ဒါကတော့ငွေကြေးနဲ့ပတ်သက်ပြီးလူရင်းလူယုံတွေနဲ့စကားပြောရတာရွှေမျိုးသားချင်းတွေနဲ့စကားပြောရတာမျိုးတွေဖြစ်ရတတ်ပါတယ်ဒါကတော့လောက်ဝါမြင့်တစ်ခုလုံးရဲ့ဂျုံဂုံသုံးသက်ချက်တွေပဲဖြစ်ပါတယ် ီနေရာမှာမှတ်ချက်ကတော့လက္ခဏာရှင်ဟာထိုင်းနိုင်ငံမှာနေထိုင်လောက်ကင်ပြီးတော့အမေရိကထွက်ဖို့ပြင်ဆင်လောက်ကင်နေတဲ့ YouTuber လူငယ်လေးတူပဲဖြစ်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့လက်ဝါးပြင်ပေါ်ကသေမင်းတမန်မဲရီအကြောင်းပဲဖြစ်ပါတယ်။မဲရီရဲ့အားသာချက်ကတော့လက္ခဏာရှင်ကိုဒုက္ခအခက်အခဲပြဿနာကိုပေးစွမ်းနိုင်ပါတယ်။မဲရီဟာတာမန်လူတွေအတွက်ကံစိုးမဲမသိပေမဲ့တတိနားလေတဲ့လူတွေကတော့မဲထွက်ရှိတဲ့ဂျိုးကုံပေါ်မူတည်ပြီးလက္ခဏာရှင်ရဲ့ရှောင်ကျင်ရမယ့်ကံတရားကိုဟောကြားမှုပေးနိုင်ပါတယ်။ အခုပုံမှန်ပြထားတဲ့မဲဟာမဲနဲ့ပါတယ်မဲဟာလက်ကောက်ရည်အဆက်အသက်လမ်းနှပေးမှာထွက်ရှိနေပါတယ်ဒါကြောင့်လက္ခဏာရှင်ဟာရုတ်တရက်ကျမ်းမာရေးစိုးဝါးစွာထိခိုက်တာမျိုးသို့မဟုတ်အချုပ်ထောင်ကျတာမျိုးသို့မဟုတ်ကာမောင်ရင်ရုတ်တရက်မောက်လဲသွားတာမျိုးကိုခံစားရပါလိမ့်မယ်ဒီလိုမဲထွက်ရှိတဲ့အချိန်မှာကလေးမွေးဖွားခဲ့ရင်လည်းအခက်အခဲပြဿနာများစွာကိုကြုံတွေ့ရပါလိမ့်မယ်မဲရီရဲ့သဘောတဘာဝကကောင်းကျိုးကိုမပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။လက္ခဏာရှင်ရဲ့ဘဝကိုစုပ်ပြက်တဲ့အထိ နောက်ဆုံးတေရတ္တိရက်ဆက်တဲ့သဘောကိုပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်လက္ခဏာရှင်အတွက်အတူတတိထားသင့်ပါတယ်။လက်ဝါးပြင်ပေါ်မှာမဲနှက်နေတဲ့မဲတွေထွက်ရှိလာမယ်ဆိုရင်တော့ကြိုတင်သိရှိပြီးကြိုတင်ဖယ်ရှားမှုတွေပြုလုပ်ထားသင့်ပါတယ်။ဒီလိုမဟုတ်ရင်တော့လက္ခဏာရှင်အတွက် VN ရေကို တွေးကြုံခံစားရစီမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့အောင်မြေလမ်းကြောင်းအကြောင်းပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရဲ့လက်သကျွေအောက်မှာအောင်မြေလမ်းကြောင်းဟာ အပြစ်အနာစာကင်းရှင်းပြီးထင်ရှားအားကောင်းနေပါတယ်။ဒါပေမဲ့သူ့ရဲ့လက်ရည်စာကကြမ်းပြီးလက်ဝါးပြင်ပေါ်မှာရှိတဲ့ဂျိုးကုံတွေအားလုံးကလည်းပြိပြားနေတဲ့အတွက် ကိုပိုင်စီးပွားရေးလုပ်တဲ့အခါမှာအတိတ်ကံအားနေတတ်ပါတယ်။အထူးသဖြင့်နှလုံးသုံးလုံးလုပ်ငန်းတွေဘောလုံးလောင်းတဲ့လုပ်ငန်းတွေငွေကြေးအတက်အကျမြန်တဲ့လုပ်ငန်းတွေအတွက်အကျိုးမပေးပါဘူး။ကိုပိုင် လုပ်ငန်းလုပ်မယ်ဆိုရင်တော့ဖြည်းဖြည်းနဲ့မှန်မှန်တတ်တတ်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်။ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲပြီး ပြစ်စုံပံပြုလုပ်မှုကံနဲ့ဖြည်းဖြည်းမှန်မှန်တိုးတက်အောင်လုံမသာလင်ဘဝမှာအောင်မြင်မှုရပါလိမ့်မယ်။နောက်တစ်ခုကတော့နှလုံးလန်းချောင်းအကြောင်းပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရတဲ့နှလုံးလန်းချောင်းကရေပူရအဖြစ်ကြည့်မယ်ဆိုရင်မကောင်းပါဘူး။နှလုံးလန်းချောင်းကကျွန်းဆက်တွေအပြက်အပြက်တွေနဲ့ဖြစ်ပေါ်နေပါတယ်။သူ့ရဲ့နှလုံးလန်းချောင်းမကောင်းတဲ့အတွက်ကြောင့်သူ့ရဲ့အချစ်ရေကံကတော့မကောင်းနိုင်ပါဘူး။ဒါပေမဲ့သူ့ရဲ့အချစ်ရေကံမကောင်းပေမဲ့သူ့ရဲ့အိမ်တော်ရေကံရောကောင်းနိုင်မလား။ဒါကိုသိဖို့အတွက်လက်ညှိုးအောက်ခြေကိုကြည့်လိုက်ပါ။ သူရဲ့လက်ညှိုးအောက်ခြေကြာသပတိကျူခုံမှာကြက်ချီခတ်အမတ်သားပါရှိနေပါတယ်။နှလုံးလမ်းကြောင်းမကောင်းပေမဲ့လည်းကြာသပတိကျူခုံမှာကြက်ချီခတ်အမတ်သားပါနေရင်လက္ခဏာရှင်ဟာမိမိထက်ပစ္စည်းဥစ္စာတော်၎င်းပညာအကြီးကျင်းတော်၎င်းအဆင့်တန်းမြင့်မားတဲ့သူနဲ့အဲ့ဒီတောင်ကြာတတ်ပါတယ်။အချစ်ရည်ကံမကောင်းတော့ညာလည်းအဲ့ဒီတောင်ကြီးကံကောင်းနိုင်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်တနင်္ဂနွေကျူခုံမှာ၅ရုံးနှစ်ခုပါပါတယ်။ ငါးယုတ်ကတကောင်တည်းပါရင်တော့အတော်ကြီးအဆင်ပြေနေတာနှစ်ကောင်ထပ်ပါတော့ပုံမြတ်သွားပါတယ်လက္ခဏာရှင်ကလက်ရှိမှာ ချမ်းသာပြီးသားပုံကိုယ်တူဖြစ်ပါတယ်လက်ခလျောက်စနေဂျူခုံမှာလဲထောင်မှတ်နေတဲ့ကြာဖူးကလေးပါပါတယ်ဒါကတော့ဘုရားကြောင်းကံအဆောက်အုံတွေကိုတီဆောက်ရတတ်ပြီးသာသနာပြုရတတ်ပါတယ်အဆောက်အရှောက်ကောင်းနေလဲရှိတတ်ပါတယ်ဒီလိုပုံကိုယ်မျိုးတွေဟာခြေလေးကြောင်းသားစားမိမယ်ဆိုရင် ပြဿနာတွေအလိုလိုဖြစ်ရတတ်ပါတယ်အထူးသဖြင့်အမဲသားစားမိရင်ပိုဆိုးပါတယ်ဂံဘီယာပညာရက်တွေကိုလဲဝါသနာပါတတ်ပါတယ် အိမ်မက်2နမိတ်2တွေရှိတက်ပြီးတော့ရှေးဖြစ်လာမယ့်အရာတွေကိုလည်းကြိုတင်သိကြိုတင်မှတ်တတ်ပါတယ်။နောက်တစ်ခုကတော့ပုံမှန်ပြထားတဲ့လက်အဖြူရောင်မျိုးလေးကချမ်းသာတဲ့သူနဲ့အိမ်တော်ကြားတတ်ပါတယ်။သူ့ရဲ့လက်ကလေးအစစ်ပိုလေးကအမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်ရတတ်ပါတယ်။လက်ရည်စာလာပါမှုလက်ချောင်းတွေရဲ့ဒေသလာပါမှုတွေကြောင့်ဘဝမှာမပင်ပန်းရတတ်ပါဘူး။လက်ရှိမှာလည်းအလုတ်တွေခဏနားထားရတဲ့အမှုပညာလုပ်ငန်းလုပ်ကင်နေသူတယောက်ဖြစ်ပါတယ်။နှလုံးလမ်းရဲ့တန်ကွင်းဆက်တွေကြောင့်အချစ်ရည်မေတ္တာရည်ကံမကောင်းတတ်ပါဘူး။ ဖြောက်ဖြူးခြင်းမရှိတဲ့ကံလန်းတီယိုကဘဝမှာကိုယ့်ဘာသာကိုအားစိုက်ပြီးကိုယ်ပိုင်အလုပ်ကိုလုပ်ခဲ့တာမရှိသလောက်ရှားပါပါတယ်။လုပ်ရင်လည်းအတော်ကြိုးစားရမှာပါ။တန်ကွင်းဆက်နဲ့အစပြုတဲ့ကျမ်းမာရေးလမ်းကြောင်းကြောက်လဲချူချာလွယ်တက်ပါတယ်။အပင်ပန်းကိုမခံနိုင်တတ်တဲ့သူပါ။သူမှကံကောင်းတာလေးကမပင်မမ်းမနဲ့အလိုလိုငွေရကံကလေးပါလာတာရဲ့သားသမီးကံကောင်းတာဒီကံနဲ့ဘာသာရေးလိုက်စားမှုလေးတွေကသူ့ဘဝကိုအဆင်ပြေနေစေတာပဲဖြစ်ပါတယ် နောက်ဆုံးတစ်ခုကတော့ညံလန်းတဲ့နှလုံးလန်းကမြင်းပြိုင်သဘောမျိုးဖြစ်နေခြင်းပဲဖြစ်ပါတယ်။ညံလန်းတဲ့နှလုံးလန်းကမြင်းပြိုင်သဘောမျိုးဖြောက်တန်းနေတဲ့သူဟာမူယာမာယာမများတတ်ပါဘူး။သူတစ်ပါးကိုလည်းအကောက်မကြံတတ်သလိုကိုယ်ကောက်တဲ့စိတ်ဓာတ်မျိုးလည်းမရှိပါဘူး။လူဖြောက်စိတ်တို့ပုံစံမျိုးဖြစ်ပြီးစကားကတိလည်းတည်တတ်တဲ့လူစားမျိုးလည်းဖြစ်ပါတယ်။ဒီကနေ့လက္ခဏာဘူဒ္ဓတလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာတုဒ္ဒတိုးပါနိုင်ကြပါစေ။